ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့စစ်သားသားသမီးတွေစစ်သားမလို့ဘူးရင်နေပါဒီနိုင်ငံရေးပြည်စံမှာငါတို့တက်မတော်ဘက်ကငါတို့တက်မတော်ဒီလိုဒုန်းနဲ့တိုက်ခိုက်နေတယ်ငါတို့တက်မတော်သားတွေမိသားစုတွေရဲ့ဘဝကိုဒီလိုပြောနေစိုးနေတယ်ဆိုတာကိုစစ်သားသားသမီးတွေကျွန်တော်တို့ဘာလို့မပြောရတာလဲ ဘာလို့မပြောရတာလဲခမောက်တော့မပြောရဘူးလားဟမ်ကျွန်တော်တို့မပြောရကြဘူးလားဒါပဲလေခမောက်တို့ကသူများကိုအားကိုးခြင်းနဲ့စိတ်တည်သူများကိုအကူအညီတောင်းမယ်ဆိုတဲ့စိတ်တည်ကျုပ်ဒီလုံးရက်တည်နေတာဘဒုချက်မှတစ်ချက်တပြားမှမတောင်းဘူး အေးကျုပ်မစားရဘဲနဲ့ကျုပ်ရဲ့တက်မတော်သားလေးတွေကိုထောက်ပံ့ပေးခဲ့တဲ့သိန်း90ရာနဲ့မတ်တီပေးခဲ့တဲ့အကိုကြီးနေပြည်တော်အကိုကြီးနော်ပြီးရင်ခုတောင်ကြီးကကဗျာဆရာမောင်အေးချမ်းပြီးရင်ပြင်ဦးလွင်ကအကိုတယောက်အဲ့ဒါကျွန်တော်ရဲ့ခင်မကြီး10ပါးတွေပဲသူတို့မိသားစုတွေကက်ကြီးသုံးပါးကြော်လွားပါစေစီပွားရေးလက်လက်ပါတွေတိုးတက်ပါစေနော်ဒီတမကလူနိုင်တန်းနိုင်တဲ့ ပုဂ္ဂိုလ်ဒုပုဂ္ဂိုလ်မြတ်တွေဖြစ်ပါစေလို့နေ့တိုင်းဆုတောင်းပေးတယ်အဲ့ဒါခင်မူကြီးစေပါလေးမှာပါတယ်အဲ့ဒါကျုပ်တကြမ်းမှမရဘူးဘာလို့လဲကျိုးရဲ့တက်မလို့သားတွေရဲ့အခက်ခဲကိုမတိတလို့တမျိုးတီးတလို့တမျိုးဖြည့်ရှင်းပေးလို့အခုချိန်ဒီဇော်ဘုံရဲ့350လူတဲ့အကိုကြီးအကိုကြီးအိုအစင်မပြေလို့စစ်သားလေးတွေလူကျင်လို့ပါလို့ခွန်းတော်မပြောဘူးသူ့ကိုကြောကျင်တာတော့မှနှုတ်ဆက်ကျင်တာတော့မှလက်အုပ်လေးချီတဲ့ပုံလေးတွားပို့ရင် အဇောဘုံရဟိုလှူဖို့များငါ့ကိုလာတောနေရလို့ထင်မှာကြောက်လို့တခွန်းမပြောဘူးနော်အိမ်မှာဆောင်းလေးတွေတွေ့တယ်အဲ့ဒီနေပြည်တော်အကိုကြီးအိမ်မှာဆောင်းလေးတွေတွေ့တယ်ရေဘေးအတွက်အကိုကြီးကျွန်တော်တို့စစ်သားလေးတွေဆောင်းလေးတွေလူလို့အဲ့ဒီဆောင်းလေးတွေညီလေးကိုလှူမလားလှူပါလားလို့ပြောတာငွေမဟုတ်ဘူးနော်ဆောင်းဆောင်းအဲ့ဒီဆောင်းကိုနေပြည်တော်ကနေပြီးတော့မှပြင်ဦးနေတွေတင်လာပြီးတော့မှလိုက်လှူတာ နော်ဟိုတလောကကြံတဲ့လက်ကြံဒဇင်ဦးညီမလေးကရခိုင်ကိုလူမယ်ဆိုအဲ့ဆောင်လေးကိုလိုက်လူပေးတာအဲ့ဒီလိုရင်ပတ်နဲ့ရင်ထားတဲ့ကောင်ဇဘိုးရင်ဒါမင်းစစ်သားတွေလူဖို့မဟုတ်မင်းသုံးဖို့ဆယ်သိန်းပေးတယ်လူပလိုက်တယ်အဲ့စစ်သားတွေနော်ဘာမှမပြောဘူးအဲ့လိုကောင် အာရှမ်းမြောက်ကအေးဆေးပဲရှမ်းမြောက်ပြန်သိမ်းတော့မှာနောင်ကျိုးနောင်ကျိုးသိမ်းပြီးနောက်ဆက်တွဲတွေလာလိမ့်မယ်လीနောင်ကျိုးသိမ်းပြီးနောက်ဆက်တွဲတွေလာလိမ့်မယ်လာလိမ့်မယ်ပျော်စရာကြီးငါရုပ်ကြည့်ပြီးတော့ဘာဖြစ်လဲမင်းမေကိုပြေးချင်တာငါရုပ်ကအပြင်မှာဆောင်းရန်ချောတာနော်မင်းတို့ဒီဖုန်းထဲမှာမလို့ဖုန်းရဲ့ကင်မရာနဲ့မျက်နှာနဲ့အရန်ကတ်နေလို့ငါ့ကိုအပြင်မှာတွေ့ဘူးတဲ့စော်တိုင်းအသေးချွေးတာ ရုပ်ကြည့်ပြီးကိုကြွေတာငါအခုတော်တော်ကုန်အသက်45နှစ်မှာပတ်ပြေးနေရတဲ့ဘဝပြေးနေရအသက်22နှစ်23နှစ်တွေအသေးကိုအယူးမှုကိုခိုက်တာမိမမေယွန်လေအဲ့ဒါမင်းကိစ္စလေငါလည်းမဆိုင်ဘူးလေမင်းယွန်တာမေဘုံထဲမှာပဲယွန်လို့ရမှာပေါ့အပြင်းမတွေ့ဘူးကြုံဘူးမြင်ဘူးတဲ့လူတွေရှိတယ်ကိုစော်ဘုံရဲ့အပြင်းမဆောင်းရမ်းချောတာဟောတယ်အဲ့လိုကြီးပဲပြောတာဟာ 小张金我表看下了，俺老写的啊，没有光的，没拿路便的。一看今天我只只在个边等那边，笔，哇，小的，嘿嘿。边嘛上烟抽了，垃圾哦，地下机油打，跑那嘛没路，天天打机油，没抽啊，就没么那贴。 ဒီဆူလာမှုနီသွားဖူးပြီးတော့ဒီအင်ဂျင်နဲ့ဒီပစိုးနဲ့ပဲဒီမှာပစိုးတွေ့လားဒီပစိုးနဲ့ပဲယောက်ျားချင်းဟိုဟာရမ်းချောတာဆိုပြီးတော့သိရမလားမလီဖင်ချဖင်ပိတ်ထားအောင်ကြီးစရာပြောတာပါတော့တကယ်ချောတာအပြင်မှာအရက်တူတောက်တယ်တဲ့အလုပ်ပြန်ပြီမင်းတို့မှပြောစရာမရှိရင်ငါတောက်တဲ့အရက်ကအရက်တူဖြစ်ရပြန်ပြီငါဝတ်တဲ့ဒီအင်ဂျင်အဲရိုအင်ဂျင်ဘယ်လောက်တန်းလဲခံမှန်းကြည့်ပါလား မဟုတ်တက်တက်မြောက်ပြောလားမပြောပြောလားပြင်ဦးလင်မှာကောင်းပါလေးလေးကြိုက်တာနဲတာမဟုတ်အမြောက်မြောက်မမြောက်မြောက်သူတို့ကကျွန်တော်ကိုကြိုက်နေတာပဲအေးဘာ2000ဆိုတော့မင်း2000နာမည်ဝေဖူးတာနေမှာပေါ့ငါလည်းမင်းတို့အနီပိတ်တွေကိုငါဒီနေ့တက်ဖို့ဟာစီစဉ်မရှိဘူးငါမင်းတို့နီပိတ်တွေကိုငါဒီမှာဟိုဖြစ်နေတာဈေးကြီးတယ်လေမင်းအဲလိုပါလေမင်း မဝေဘူးတော့မသိဘူးလေသူတို့တွေနှစ်သိန်းနဲ့နှစ်သိန်းလည်းမဟုတ်သေးဘူးနည်းနည်းထက်မြင့်လိုက်အောင်မဖောက်ရသေးဘူးငါပြီးရင်ဖောက်ပြီးတော့ငါတောက်တော့မင်းတို့ကလည်းနော်မင်းတို့ညီပိနေရလဲငါ့ကိုရမ်းနိုင်ခြင်းနေနော်မင်းတို့အဲ့ညီပိနေဒိုစုကြီးအားပေးတဲ့လူတွေကဇော်ဘုံရင်းဆိုရင်ရမ်းနိုင်တာမင်းတို့တော်တော်နိုင်တာငါ့ကိုမွေးရပြီလေဟုတ်တယ်လေမွေးရပြီပေါ့အေးစေးပေါ့ ခမရဖျဲသေးတယ်။အော်အေးအကန်ကဖျဲသေးတယ်ငါဖမ်းပါပေါ့။ငါဦးအဘကကြုံကြီးနေတော့ငါဟိုမှာသွားပြီးတော့လေငွေမှာသွားတွေ့လာသေးတာပဲ။ငါဖမ်းပါပေါ့။အဘကကြုံကြီးရုရှားကနေပြန်လာတော့ငါသွားကြူလာလေ။ဘကကြုံကြီးနဲ့ငါနဲ့တယောက်ပဲကြုံတယ်။တယောက်ဓမ္မုံနေတင်ထားတယ်တိတ္တုံမှာသွားကြည့်လိုက်။တယောက်ပဲခြားထဲမှာတယောက်ပဲရှိရတယ်။ငါပြောမလို့ဘကကြုံကြီးကိုဘကကြုံကြီးလို့ငငယ်တော့လို့ချောင်းနဲ့သားတွေကဘာကောက်ကြိုးကြီးကိုဘူကြီးကိုလေးပြူဘူကြီးကိုလေးပြူလို့ပြောတာကျွန်တော်လေးလို့ပြောမလို့ဆိုတာအဲလူကြီးကတားထားတာ ကိုစိုးဘိုးရင်ရတဲ့နောက်မှပြောပါတယ်အဘအပင်မန်းလာတယ်ဘာညာဆိုတော့အကိုလည်းမပြောလိုက်ပါဘူး။အော်ဟုတ်တယ်တော့ငါတို့အဘကနိုင်ငံနဲ့တိုင်းပြည်တို့လူမျိုးတို့ရုရှားတွေလည်းသွားတယ်ဘီလာရုတွေလည်းသွားတယ်ဆိုတော့ငါသူ့ကိုသွားနှုတ်ဆက်လိုက်ရင်ငါတို့ကြောင့်မစိတ်နှောက်ရှက်ဖြစ်မလားမသိဘူးလို့ငါမင်းသမီးတွေနာမှာသွားရက်လို့ရတာလေ။ဟိုမှာရင်လက်တို့ဘာလို့လာတာပဲ။ငါမရက်ပါဘူး။ဘာလို့လဲမင်းသမီးတွေမင်းသားရေးဆိုတာလေ။သူတို့စိတ်နဲ့သူတို့နှုတ်ဆက်တာသူတို့နားသွားပြီးတော့မှငါသွားနှုတ်ဆက်တယ်ငါအဲ့လိုလူတွေမှမပါဘူးလေသူတို့ကရုပ်ရှင်မင်းသမီးအမှုပညာရှင်တွေလေငါကတာမန်လူတွေ ငါနဲ့တယောက်ပဲကြော်တာအဘကပြောကြည့်တယ်ငါနဲ့နီနီလေးပြောမှလူကြီးတယောက်ငါ့ကိုပြောတယ်လို့ငါဘေးမှာမှတိုင်မှုတယောက်ပါတယ်မင်းတို့နောက်မှာတစ်တော်ထဲမှာသွားကြည့်လိုက်ငါဘေးမှာတိုင်မှုတယောက်ရက်နေတာကိုစိုးဘုန်းကြီးရားလက်နောက်မှာပြောလိုက်ပါပဲဟုတ်ကဲ့ပါလို့ဟုတ်ကဲ့ပါဘူကျုပ်လို့ပဲပြောလိုက်သူကဘာတော်မခေါ်ဘူးကျွန်တော်မပြောပါဘူးလို့အဘပင်မန်းနေတယ်လို့ကျွန်တော်တို့အဘကကြောက်ကြီးပင်မန်းနေတယ်လို့မပြောတော့ပါဘူးလို့အဲ့တော့ငါအသားလေးနောက်ကိုဆုပ်ပြီးတော့ငါလာခဲ့တာရှင်းလားမင်းတို့ရှော့ရှော့ပြောမနေနဲ့ ော်ငါအင်းကြီးရဲ့ကွက်ကြီးဝတ်သွားတယ်သူများကြီးပြောတယ်ဟောအဲ့ပွဲမှာအင်းကြီးရဲ့ဖြူဝတ်ရမှာတယ်ဟာအဖြူတွေလူတိုင်းအဖြူတွေဝတ်တာလေငါတယောက်တည်းအကွက်ကြီးဝတ်ထားတော့ငါထင်ပေါ်နေရပေါ့ငါအကွက်ကြီးဝတ်သွားငါအဲ့ကွက်ကြီးငါစောမင်ကလို့အဲ့ကွက်ကြီးဝတ်သွားတာအလူကြားထဲမှာငါအကွက်ကြီးကငါဆိုတော့ထင်းနေရလေသူများတွေအဖြူတွေအပြာတွေအနီတွေစိမ့်နေရလို့ဝတ်တဲ့ချိန်မှာငါအဲ့ဟိုအင်ယူအကွက်ကြီးကိုတမင်တက်တက်ဂိုင်လော်ဂျီဂိုင်လော်ဂျီအကွက်ကြီးငါဝတ်သွားတာ ဝတ်တော့ငါ့ကိုထင်းကနေတွေ့နေအောင်လို့ငါ့ကိုဝတ်တော့လေအဲ့မှာငါဘေးသားမှာတိုင်းမှုရက်နေတယ်ငါ့ရဲ့တစ်တော်မှာသွားကြည့်လိုက်နော်တိုင်းမှုဘုချုပ်တယောက်ရက်နေတယ်ငါ်ကိုဇော်ဘုန်းကြီးရဲ့တဲ့နောက်မှပြောပါတဲ့ဟောပဲမင်းတို့ငါ့ပြောတော့ငါ့ကိုဖမ်းပါဆိုဟမ်အဘကကြိုးကြည့်တော့ငါသွားကြိုးတယ်ငါ့ကိုဘယ်လိုဖမ်းမှာလဲစောက်ဘိုးလေးဟမ် ောင်မင်းကဘာမှမဟုတ်ဘူးအောင်မင်းကကျော်စိုးနဲ့ကျွန်တော်တည်းကြားလို့လာရောသူတပည့်တွေကိုဓပုံရိုက်ခိုင်းတာကိုကျော်စိုးကကျွန်တော်ပြောတယ်အကိုကျော်ဘိုးရင်းနဲ့အောင်မင်းလာပြီးတဲ့အကောင်နဲ့ဟိုအတန်းချင်းယူတော့မှာပေါ့ဓပုံရိုက်တော့မှာရိုက်ရိုက်ပြောကျွန်တော်မသိတော့ဒိန်းတော်ဟိုဘက်ကနေအော်နေကျွန်တော်အောင်မင်းလာပြီအောင်မင်းလာပြီကျွန်တော်အဲ့လိုအော်တယ်ကျွန်တော်ကလည်းသူ့အတူလာလာမလာလာကျွန်တော်လည်းမဆိုင်တာအဲကျွန်တော်နဲ့ဓပုံတွေရိုက်သွားပြီးတော့အတန်းချင်းရှာပြီးတော့လှုပ်သွားတာအောင်မင်းကအောင်မင်းကခုကျွန်တော်ဘာမှမပြောရဘူးလीဘာပြောလို့ရမှာ ပြည်သူတွေပြောနေပြီလေညီမင်းတွေလောင်တာပေါ့တကြံလောင်အောင်ပါတကြံကြရင်အာကျွန်တော်ကသူ့ဘာသူကျွန်တော်ကျွန်တော်ရှိတဲ့ရက်နေရဲ့နေရာကိုသူကလာတာလာပြီးတော့သူ့တပည့်တွေကိုခြိုက်ခိုင်းတာအဲသူဇော်ဘွေးနားမှာရောက်ခဲ့တယ်ပေါ့အဲသူကဇော်ဘွေးနားမှာငါရောက်ခဲ့တယ်ပေါ့ချော်စိုးနားမှာရောက်တယ်ပေါ့အဲ့ဒီကွဲမှာထိုးလို့မှမရတာဘာကကြိုးကြိုးသွားကြိုးပါလေဆိုတော့မှရန်ဖြစ်ပြီးတော့ထိုးရဲ့ပွဲမှာမဟုတ်တာအိပ်ပဲမရှိတာ ောင်မင်းကဇီရီတောက်နေရတယ်ဟုတ်တယ်အောင်မင်းနဲ့တနာပါတယ်သူလဲအောင်မင်းတွေ့လဲပြောလိုက်ပါအောင်ဇော်ပွင့်ရလို့အရက်လက်ဆောင်ပေးခြင်းလို့လို့မွန်ပေါတကယ်ပါကိုအကိုကြီးတနာပါတယ်သွားဟိုချက်ခံရုံနဲ့ရတယ်မောင်းထုတ်ခံလိုက်ရတော့ဟိုဒုက္ခတော်ဝင်အရာမှာလဲဒီသတိတို့ဘာလို့မှသွားနေလို့ကျွန်တော်ကလဲရှော့ပြောပလိုက်တော့နေရာတွေတိသွားတော့အခု तू ဟာဟိုပါလေတပြေကုန်းစည်းထဲမှာလေလေဝေးရလူတွေကဝိုင်းထိုးရလာဝိုင်းရမှာ तू ကကျွန်တော်အကြောင်းလည်းမပြောရတော့ဘယ်နဲ့အခုဘယ်မှာသွားနေမှန်းလည်းမသိဘူးတနာပါလေဟုတ် ဇီဒီပါတော့မတော့ပါနဲ့လို့ဇိုဘုံကြီးကအနည်းဆုံး6လပဲလောက်တော့ရတယ်လို့ကျွန်တော်အရက်ဝင်မတော့ဘူးကျွန်တော်အရက်ကလက်ဆောင်ရတယ်စစ်တရင်တွေကတော့မြန်မာပြည်အားလုံးကျွန်တော်မနေ့ပြန်မှအဲ့တရင်တွေပြောပေးမယ်ဒီမှာတရင်တွေရှိတယ်ကျွန်တော်တော်တော်မှကျွန်တော်ပြမယ်နော်မှာကြည့်ရကျွန်တော်ပေးတဲ့တရင်တွေ တရင်ကတရင်ကောင်းနေကျွန်တော်သိရတရင်နေနေတာမဟုတ်ဘူးညာရေပူရာဆွဲလို့တော့မကုန်တရင်ကောင်းနေကြီးပဲကျွန်တော်ကြည့်ပြီးပြီကျွန်တော်မကြခင်ချိန်တည်းမှာနောက်ချိုးပြန်ရမယ်အဲကျွန်တော်တခုပြောတယ်ပေါ့နော်ဒီလာရှိုးကို6လပိုင်းတည့်ရနေဆိုတာမနေ့ရလို့ပဲဟိုင်ကင်ပေါ့နော်ဟိုင်ကင်ဟိုင်ကင်စာချုပ်ပေါ့နော်